မင်္ဂလာပါရှင်2025ခုနှစ်မေလ၄ရက်နေ့ရက်ညခင်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ဆရာနာရှင်အမြင့်ဖြတ်ရေးအတွက် TNN က NUG အပါအဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲသွားမှာဖြစ်ပြီးတင်ပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီထံကိုပြန်ပေးဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။စစ်တောင်းမြစ်ထဲမျောလာတဲ့ပုတ်ပွားစစ်ဖို့အလောင်းကိုတွေ့ကပစ္စတိုနဲ့စကားပြောဆက်တင်ပြီးတော့အလောင်းကိုမြစ်ထဲပြန်မျောလိုက်တယ်လို့ဆိုပါတယ်။မတရားမှာဘုံကျဲလို့ လူတအုပ်သေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။မြို့မှုမြို့မှာရွှေဆိုင်ဓားတိုက်သူတွေကို PDF ကဖမ်းမိလိုက်ပါတယ်ရှင်။ချင်းမိုင်မှာမြမအလုတ်ရှင်နဲ့အလုတ်သမား၅ဦးအဖမ်းခံလိုက်ရပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်တည်ရင်တပုတ်အနေနဲ့ဆရာနာရှင်အမြင့်ဖြတ်ရေးအတွက် TNN တွေကအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီအပါအဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲသွားမှာဖြစ်ပြီးတင်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်ပေးရန်မရှိကြောင်း TNN တွေတွဲဖက်အတွင်ရေးမှု နှစ်ဘုံမိုးကြီးတာပန်းလာကယနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။ DNA အနေနဲ့ဆရာနာရှင်အမြင့်ပြည့်ရေးကိုဆက်လက်လက်ကင်ဆွဲထားစေဖြစ်ကြောင်းယခုအချိန်မှာဆရာနာရှင်အမြင့်ပြည့်ရေးမလောက်ဆောင်နိုင်နဲ့နောက်မျိုးဆက်အထိအပြည့်ရလိုက်ဆွေးနွေးလိုက်တိုက်ပွဲပြန်ဖြစ်လိုက်ဖြစ်တန်တရာလမ်းနေမှာဖြစ်ကြောင်းဘုံမူကြီးတာပန်းလာက ရှင်းပြပါတယ်။ဘုံရန်သူဆရာနာရှင်အမြင့်ပြည့်ရေးကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါအဝင်နဲ့ဆက်လက်လက်တွဲသွားပါမယ်။ ကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုပ်နိုင်ရင် နောင်လာနှောက်သားတွေအထိဒါကိုဆက်ပြီးတော့ခံရမှာလို့သူကဆိုပါတယ်။လက်တလုံးမှာ TNN နဲ့သိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီထံကိုပြန်ပေးရန်တရုတ်နိုင်ငံရဲ့ PR တွေရှိနေပေမဲ့ပြန်ပေးမှာမဟုတ်ကြောင်းပြည်သူလူထုအနေနဲ့တက်တက်ကြွကြွပူးပေါင်းပါဝင်ကြရန်အရေးတကြီးလို့အကြောင်းသူကဆက်ပြောထားပါတယ်။လာရှိုးမြို့လိုမဖြစ်ရေးအတွက်ပြည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြပါမြို့ကာကွယ်ရေးတပ်တွေမှာ ပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါလို့သူကတိုက်တွန်းထားပါတယ်။လက်ရှိမှာငလင်အတွက်မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့အနေနဲ့အပြစ်ခတ်ရက်စဲရေးကြေညာထားတဲ့အတွက်ထွစစ်စင်မာမဟုတ်ပဲကုကံကောက်ွယ်စစ်ကိုသာဆောင်ရွက်သွားမှာဖြစ်ကြောင်း TNN အနေနဲ့မိမိတို့တင်ပိုက်ထားတဲ့မြို့နယ်တွေမှာပြည်သူတွေရဲ့စားဝတ်နေရေးလုံခြုံရေးတွေကို အထူးအလေးထားကြောင်းသူကပြောဆိုထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းဝေါ်မြို့နယ်မွန်ပြည်နယ် ကြိုက်ထုံမြို့နယ်အစက်မရှိတဲ့ခရွဲကျေးရွာအနီးမှာစစ်တောင်းမြေကမှာစစ်ကောင်စီတပ်ဖွဲ့အရာရှိတလောင်းကိုတွေ့ရှိခဲ့တယ်လို့ဒေတာကန်တွေထံကသိရပါဗျ။မေလ၄ရက်ဒီကနေ့မနက်၈နာရီဝန်းကျင်မှာပုတ်ပွနေတဲ့စစ်ကောင်စီဝစ်စုံဝစ်အမျိုးသားအလောင်းတလောင်းကို ကမ်းနားမှာငါးရှာနေသူတွေကတွေ့ခဲ့တာလည်းဖြစ်ပါတယ်။အလောင်းမှာအတူတလက်ပါတယ်။အရာရှိအလောင်းစကားပြောဆက်လည်းပါတယ်။ဖားရှာငါးရှာသူတွေကအလောင်းတွေ့တော့ကာဝယ်ရေးအဖွဲ့တွေကိုအကြောင်းကြားတယ်။ ။သွားကြည့်တော့စစ်ဘိုးအလောင်းဖြစ်နေတယ်လို့ခရွေရွာကန်တအူးကပြောပါတယ်။စစ်ကောင်စီအရာရှိအလောင်းမှာပါတယ်လက်လက်နဲ့စကားပြောချက်ကိုကာကဲရေးအခွဲတွေကတိန်စီသွားပြီးအလောင်းကိုတော့မြစ်ထဲပြန်မျောလိုက်တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီအရာရှိအလောင်းဟာရွှေကျင်မြို့နယ်ကွန်စိတ်တိုက်ပွဲမှာတေဆုံးတဲ့အလောင်းဖြစ်နိုင်ပြီးအဲ့ဒီတိုက်ပွဲအတွင်းတေဆုံးသူတွေရဲ့အလောင်းကိုပြန်မတဲ့ပဲစစ်တောင်းမြစ်အတွင်းမျောလိုက်တာရှိသလိုဒံယာရသူတွေကိုလူနာတင်ရင်တွေနဲ့ ညစ်ကြိုးဘက်ကိုပြန်တယ်နေတာကိုသတင်းရထားတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ဧပြီလ17ရက်နေ့ကစတင်ကရွှေကျင်မြို့နယ်ကွန်စိတ်ညောင်ချရောက်ကျေးရွာအနီးမှာ KNN နေပူပေါင်းတက်တဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲဖြစ်ပွားပြီးမေလ၄ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ရှင်။တိုက်ပွဲအတွင်းမှာနှစ်ဖက်တိုက်ခိုက်တေဆုံးမှုအများပြားရှိသလိုတိုက်ပွဲကြောင့်ရွှေကျင်ဝေါ်နဲ့တိုက်ထုံမြို့နယ်အတွင်းကကြေးရပေါင်း20နီးပါး ေတာခံတပေါင်းကျော်ထွက်ပြေးတင်ရှောင်နေရပါတယ်ရှင်။ဆက်လက်ပြီးမန္တလေးတိုင်းမတရားမျိုးနဲ့ရွာတန်းရှိရွာကိုမေလ3ရက်ညနေပိုင်းကဘုံကျဲတိုက်ခိုက်လို့အမျိုးသမီးတဦးတေဆုံးပြီးနောက်ထပ်၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခံတွေကပြောပါတယ်။အသက်25နှစ်အရွယ်အမျိုးသမီးတဦးတေဆုံးခဲ့ပြီးအသက်18နှစ်အရွယ်အမျိုးသမီးတဦးအသက်30အရွယ်အမျိုးသမီးတဦးအသက်50အရွယ်အမျိုးသမီးတဦးနဲ့နောက်ထပ်အသက်50အရွယ်အမျိုးသားတဦးတို့တန်ရာရရှိခဲ့ပါတယ်။ တတဦးလေတက်ကနေလာရောက်ပုံကျဲတိုက်ခိုက်တာလို့ဒေသခံတအူးကပြောပါတယ်တတဦးကနေတက်လာတဲ့ Jet Fighter လေရင်နဲ့ပုံကျဲတာဗျတေဆုံးသွားတဲ့အမျိုးသမီးနဲ့ဒဏ်ရာရတဲ့အမျိုးသားတို့ကတာဖတ်တော်တယ်စစ်ကောင်စီတပ်ကလေချောင်းကနေမကြာခဏတိုက်ခိုက်နေတာကြောင့်ဘုံခုကျင်းတွေတူးထားဖို့ဒေသအခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ကုလသမဂ္ဂအခွင့်အရေးဆိုင်ရာမဟာမင်းကြီးဖော်ကာတပ်ကလည်း မြန်မာနိုင်ငံမှာငလင်လှုပ်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်အရက်သား200ကျော်တေဆုံးခဲ့တယ်လို့မေလ2ရက်နေ့မှာပြောဆိုခဲ့ပါတယ်စစ်ကောင်စီအနေနဲ့အရက်သားနဲ့အရက်သားပိုင်တဲ့အဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာတွေကိုရပ်ဖို့အရေးကြီးတယ်လို့သူကပြောပါတယ်ရှင်ဆက်လက်ပြီးစကိုင်းတိုင်းမြင်းမှုမျိုးကရွှေဆိုင်ဒီဇိုင်းကိုဓမြတိုက်ပြီးအေယာဝတီတိုင်းညစ်ချောင်းအတိုင်းပြန်လာတယ်ဓမြအဖွဲ့ကိုပြည်သူ့ကာကွယ်ရေး PDF ပူပေါင်းတပ်ဖွဲ့တွေကဖမ်းမိတယ်လို့ ဗျူဟာအမှတ်64စစ်ဒေတာ1ကမေလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မြင်းမှုမျိုးမှာဓမြထိုက်ပြီးပြန်လာသူတွေစီကလည်းကာလတံပိုးမြန်မာငွေကျပ်သိန်း26000ဝန်းကျင်ရှိတဲ့ရွှေတဲ့ပစ္စည်းတွေကိုဖမ်းဆီးရရှိခဲ့တာလို့ဆိုပါတယ်။ရုပ်သံမှတ်တမ်းမှာဖမ်းမိထားတဲ့ဆိုတဲ့ဓမြတွေစီကလည်းတရေထက်အိတ်ကော်ဘုံစစ်စင်းရောင်လွယ်အိတ်တွေထဲမှာထဲလာတဲ့ရွှေတဲ့လက်ဝတ်ပစ္စည်းတွေအပြင်ကြီးစံတွေကိုလည်းတွေ့ရပါတယ်။ ရွှေတဲ့ပစ္စည်းတွေကိုမြင်းမှုမြို့ကရွှေဆိုင်ပိုင်ရှင်တွေကိုပြန်အပ်နှလိုက်ပြီးဓမြတိုက်သူတွေကိုမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့တွေစီလွှဲပြောင်းပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်။သူတို့ကဆက်လီနဲ့ပြန်လာကြတာသူတို့စီကတနတ်တီလဲထိမ့်သိမ်းထားခဲ့ပါတယ်။အခုမိသားစုတွေအပြင်ဓမြမှုမှာပါဝင်တဲ့တချို့တဝက်ဖော်ထုတ်နိုင်ပါတယ်။နောက်ထပ်၅ယောက်ထိဖော်ထုတ်နိုင်ပြီလို့စစ်ဆေးနေတဲ့အဖွဲ့ကပြောတယ်လို့ဘျူဟာ 64စစ်ဒေတာ1တောင်ဝင်ရှိသူကပြောပါတယ်။ရွှေဆိုင်သမားတိုက်သူတွေဟာအသက်16နှစ်အရွယ်ကနေအသက်29နှစ်အရွယ်ရှိတဲ့လူငယ်၄ယောက်ဖြစ်တယ်လို့လဲပြူဟာ64ရုံအဖွဲ့တည်င်းနဲ့ပြန်ကြားရေးထံကနေသိရပါတယ်။မြို့မှုမြို့ပေါ်မှာစစ်ကောင်စီတပ်ကတပ်ဆွဲထိန်းချုပ်ထားဆဲဖြစ်ပြီးမြို့နယ်ထဲကကျေးရွာတွေဟာ PDF လှုပ်ရှားနေမြေတွေဖြစ်ပါတယ်ရှင်။ဒီကနေ့ညကရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာမြန်မာဆိုင်ရှင်တအူးနဲ့ အလုတ်သမားတွေကိုအလုတ်လောက်ကင်ခွင့်ပါမစ်မရှိတဲ့အတွက်ဖမ်းဆီးခဲ့ကြောင်းချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့တို့ကမေလ၂ရက်နေ့မှာချန်ဖြူမြို့နယ်မှာရှိတဲ့အဆောက်အုံအတွင်မှာနိုင်ငံခြားသားများတရားမဝင်အလုတ်လုပ်နေတယ်လို့သတင်းရရှိတာကြောင့်စစ်ဆေးခဲ့ရမှာမြန်မာနိုင်ငံသားအလုတ်ရှင်တအူးနဲ့မြန်မာအလုတ်သမား၅ဦးကိုနိုင်ငံခြားသား အလုတ်လုတ်ခွင့်ပါမစ်မရှိဘဲအလုတ်လုတ်ကင်မှုနဲ့ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာတချို့ကသူတို့ကဇပွဲထိုးနဲ့မိဖို့ခံလက်ထောက်အဖြစ်တစ်နှစ်ခန့်အလုတ်လုတ်ခံခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့ပါတယ်။လက်ရှိမှာသူတို့ကိုချန်ပီယံရဲစခန်းမှာစုံစမ်းစစ်ဆေးအရာရှိတွေထံကိုလွှဲပြောင်းထားပြီးဥပဒေအရဆောင်ရွက်ချက်တွေကိုလုံဆောင်သွားမယ်လို့ဆိုပါတယ်ရှင်။ဒီကနေ့ညခင်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။